အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ဗောနော်တင်ကြောင်းကိုဘယ်သူကစဉ်းစားနေလဲဆိုတာလေးကိုကြည့်မယ်ပိုင်းလေးသုံးခုပြီးထားတယ်ဗောနော်ဒီဘက်ကပိုင်း1ပိုင်း2ပိုင်း3ကိုအာယုံပြုတ်ပြီးတော့မှကိုဆွဲပြီးတော့ခေါ်နေရဲ့ပိုင်းလေးကိုရွှေ့လိုက်ပါပြပြီးတော့ဆိုရင်တော့ပိုင်း1ကိုစာကြည့်ပေးမယ်နော် ကြောင်းတွေးနေတဲ့သူကတော့မိမိအရင်ကချစ်သူဟောင်းပေါ့နော်ချစ်သူဟောင်း ex ဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်ခုလက်ရှိချစ်သူပေါ့နော်ခုလက်ရှိချစ်သူလည်းဖြစ်မယ် ex ဒါမှမဟုတ်လို့ရှိရင်ခုလက်ရှိချစ်သူကကိုယ့်ရဲ့ကြောင်းတွေးနေရပေါ့နော်တင်းရဲ့ကြောင်းတွေးနေရအင်းသူကဘယ်လိုလူမျိုးလဲဆိုလို့ရှိရင်အင်းဦးစီးဦးဆောင်လောက်ရတဲ့လူမျိုးပေါ့နော် ူးစီးလို့ဆောင်လုပ်ရတဲ့လူမျိုးဖြစ်တဲ့အဲခေါင်းဆောင်နေရာမှာလုပ်လို့ရတဲ့သူမျိုးဖြစ်တဲ့တင်းလီတာသဘောမျိုးပဲဖြစ်ဖြစ်ပေါ့နော်ပြီးရင်သူပုံစံကနည်းနည်းကျင်ပန်းမှာတိတိကြီးကြီးတိတိတန်တန်ပုံစံမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒီလူကတင်းကိုသတိရနေရင်တင်းချောင်းကိုတွေးနေပါတယ်အဆိုပိုင်တူးလေးကြီးမယ်နော် ိုင်တူးလေးဆက်ကြည့်မယ်ပိုင်တူးလေးမင်္ဂလာပါပိုင်တူးလေးအကြောင်းကိုတွေးနေရသူကတော့ဗောနော main ကလေးတယောက်ဖြစ်မယ်အဲ့ဒီမျိုးသမီးဗောနော်မျိုးသမီးတယောက်ဖြစ်မယ်အဲ့ဒီမျိုးသမီးကအဲကလေးကလေးလေးကိုထိန်းချောင်းနေရမျိုးသမီးဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းကလေး ရဲ့မိခင်ပေါ့နော်မိခင်သဘောမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှင်ကလေးတွေကိုစာသင်ပြနေတဲ့ဆရာမပုံစံမျိုးဖြစ်နိုင်တယ်သူကအမ်ဖိုက်ကူးလေးတွေအကြောင်းကိုတွေးနေပါတယ်တင်ချောင်းကိုစဉ်းစားနေတယ်တင်ကိုသတိရနေတယ်နော်ဒီပိုင်သူရင်းလေးတွေရွေးထားတဲ့သူကိုကြည့်ပေးမယ်နော်ပိုင်သူရင်းလေးတွေရွေးထားတဲ့သူကိုသူကသတိရနေတယ်ပိုင်သူရင်းလေးတွေအကြောင်း တွင်းနေတယ်ဆိုတာလေးကြည့်ပေးမယ်။ပိုင်းတွင်းလေးအကြောင်းပေါ့နော်။အဲအဲ့ဒါကပိုင်းတွင်းလေးအကြောင်းတွင်းနေတဲ့သူကအင်းတင်ကပေါ့နော်သူ့ကိုထားခဲ့တယ်၊စွန့်ခွာခဲ့တယ်ပေါ့နော်။အဲ့ဒီသူပေါ့နော်တင်ထားခဲ့တဲ့သူဖြစ်မယ်။အဲဒါမှမဟုတ်လို့ရှိရင်တင်ကသူ့နောက်ကို ိုင်းနေတဲ့သူဒါမှမဟုတ်လို့ရှင်တင်ရသူ့နောက်ကိုလိုက်နေတဲ့သူတရားပေါ့နော်အဲ့ဒီသူတရားကတဲ့ချောင်းတွေးနေတယ်ပြီးတော့ရင်ပြီးတော့ရင်သူကစစ်တပ်နဲ့ပတ်သက်တဲ့လုပ်ငန်းပေါ့နော်စစ်တပ်နဲ့ပတ်သက်တဲ့လုပ်ငန်းဆိုတာစစ်တိုက်ရတာမျိုးတိုက်ခိုက်ရတာမျိုးလောက်ကိုလောက်ခိုင်းနေတဲ့လူတယောက်ပေါ့နော်သူကသူကတင်ချောင်းကိုတွေးနေပါတယ်